ျမရောက်နေရတော့ Maybank Deposit Machine ဖြစ်ပါတယ်။ ATM ဆက်ထဲကနေပြီးတော့ငွေထုတ်တာကိုတော်တော်များများသိကြပါတယ်။အခုကျမပြောပြချင်တာကတော့ငွေသွင်းလိုက်တဲ့အခါမှာကိုသွင်းလိုက်တဲ့ amount ကိုဆက်ကဂျမ်းဖြစ်သွားလို့ပေါ့နော်။ဘာစလီမှကြမလာဘူးဆိုရင်ဘာတွေဆက်လုပ်ရမလဲဆိုတာကိုပြောပြချင်တာပါ။แท้ကိုငွေသွင်းတော့မယ်ဆိုရင်ကိုအားတန်ရဘာသာစကားကိုယူလိုက်ပါပြီး CDM ကိုနှိပ်ပါမယ် CDM ဆိုတာတော့ cash deposit machine လို့ပြောတာပါ နှိပ်ပြီးတာနဲ့ကိုသွင်းရမယ့် bank account ကိုရိုက်ထည့်ပေးပါမယ်။ဒါပြန်စစ်ပါမယ်။လည်းဆိုရင် yes လုပ်လိုက်ပါ။လုပ်လိုက်တာနဲ့စက်ကပွင့်လာပါလိမ့်မယ်။အဲ့မှာပတ်စံကိုထည့်ပါတော့မယ်။ငွေထည့်လိုက်တဲ့အခါမှာစက်ကနေပြီးရောလက်ခံရရှိတဲ့ငွေပမာဏကိုစလစ်ကလေးကျလာပါတယ်။စမရှင်းပြချင်တာကတကယ်လို့စလစ်ကကျမလာဘူးဆိုလို့ရှိရင်မလုပ်ရမလဲဆိုတာကိုပြောပြချင်တာပါ။ ိုမျိုးစလစ်ကကြမလာဘူးဆိုလို့ရှိရင်ဒီစက်ကဘယ်ဘက်ဒီမှာအခုကျွန်မပြပါမယ်။အဲ့ဒီမှာနံပါတ်ကလေးရှိပါတယ်။အဲ့နံပါတ်ကိုတေချာမှတ်ထားရပါမယ်နော်။အင်းဘယ်ဘက်မှာဆိုလို့ရှိရင်အခုကျွန်မပြထားတဲ့စတစ်ကာလေးရှိပါတယ်။အဲ့မှာဖုန်းနံပါတ်ရေးထားတာရှိပါတယ်။အဲ့ကိုဖုန်းနံပါတ်ကိုလှမ်းဆက်ပြီးလို့ရှိရင်ဒီဆက်အမည်နဲ့ပေါ့နော်ကိုတွင်းလိုက်တဲ့အချိန်နဲ့ကိုပြောပြီးတော့ဒီလိုမျိုးငါဆက်လိမ့်မရဘူးဆိုတဲ့အကြောင်းကို report လုပ်ရပါလိမ့်မယ်။ အဲ့လိုမျိုး report လုပ်လိုက်လို့ရှိရင်တို့ကမေးပါလိမ့်မယ်ကိုယ့်ရဲ့ passport number တွေပေါ့နော်အကုန်ဖြည့်ပေးရပါလိမ့်မယ်အဲ့လိုမျိုး report လုပ်ပြီးတော့၃ရက်အတွင်းမှာတော့ကိုယ်တွင်းကျင်တဲ့ account လေးကိုငွေရပြန်ဝင်သွားပါလိမ့်မယ်အခုလိုမျိုးငွေသွင်းလိုက်တဲ့အခါမှာဆက်ကနေပြီးတော့ငွေကိုလက်ခံရရှိကြအောင်ဆက်လက်ကကြမလာဘူးဆိုလို့ရှိရင်တစ်ဖက်ကို ရောက်လာမသိမရောက်လာမသိနဲ့ဇဝေဇဝါဖြစ်နေတတ်ပါတယ် ဒါကြောင့်မို့လို့စက္ကန့်နမက်ကိုတရားမှတ်ထားပြီးတော့ report လုပ်ဖို့မမေ့နဲ့နော်အားလုံးပဲအဆင်ပြေချုံးဝေးကြပါစေ